အဲ့တော့အဲ့မှာဆရာ super element တွေအကြောင်းရေးထားအော်ဘုရားပြောနေစမတ်ဖုန်းတွေအတွက်မရှိမဖြစ်လို့တဲ့ element တမျိုးပါတဲ့နောက်တစ်စနစ်စာလောက်ပဲရှိတော့တယ်တဲ့ကဲအဲ့တော့နောက်တစ်ခုကကဘာကြီးကိုကျွေးထားဖို့အတွက်လိုတဲ့စိုက်ပျိုးရေးမှာမရှိမဖြစ်လို့တဲ့ twin twin ပစ္စည်းတခုကိုလည်းနိုင်ငံတခုတဲ့ area တခုတွေကနေရ so တကယ် problem နေတကယ်တော့ရှိနေပြီအဲ့ဒါဆရာရေးတာကြာပြီနော်အခုဆိုရင်ဘယ်တော့ပဲကြံတော့လဲဆိုစဉ်းစားကြည့်ဒါကြောင့်ဆရာတို့နိုင်ငံကြီးကိုစားနိုင်ငံတွေကရှင်းပြောလို့ရှိရင်အတုံးချကိုစူးစားနေတာနောက်ပြီးတော့ react လို့ဟာမျိုးနော်အဲ့လိုဟာမျိုးတွေကိုဆရာတို့ဆရာနေပြီးတော့ရှင်းပြောရင်မြန်မာပြည်တစားစီပြိုပြီးကျွေးနေကြုံကြရင်ကြာသွားပါစေတူထုံမဲ့ကောင်တွေတန်းစီနေတာအဲ့တော့ရှင်းရှင်းပြောရရင်တော့အဲ့ကျိန်သားတွေလည်းဆရာတို့မိနေတာပဲ အဲ့တော့ဒီမှာဆိုရင်ကျားတို့ကဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင်အာကာသထဲမှာတော့မှသွားပြီးတော့တူရမယ်အနေအထားမျိုးရှိနေတယ်။အဲ့ဒီ super element တွေကဘာတွေလဲအဲ့ဒီကောင်တွေဘာကြောင့်လိုအပ်နေရလဲ။အခုတော့တော့ကဘာပေါ်မှာတုံးနေစမတ်ဖုန်းတွေကနဲတာမဟုတ်ဘူး။ပြီးလို့ရှိရင်အဟောင်းတွေပြစ်ပြီးတော့အစ်စ်တွေပြန်ပြန်တုံးနေတာ။အဲ့တော့အဲ့ဒီ smart phone တွေထဲမှာဆရာတို့ကဘာပေါ်မှာထွက်တဲ့ပြ element တွေတည်းရနေပြီးတော့တော်တော်တုံးထားတယ်။ အဲ့ဒီ element တွေသုံးပြီးရော smartphone တွေပို့ပေါ့တယ်ပို့ပါတယ်ပို့မြန်အောင်မင်းတို့လိုချင်တဲ့ဟာတွေဖြစ်အောင်ဖန်တီးပေးတာအဲ့ဒီ element တွေတွေတခုကတော့ server တက်တူပဲအဲ့ဒီတက်တူကဘာလဲဆိုခုနကတော့ဆရာတို့ပြောနေတဲ့ကောင်းပဲเนาะအဲ့တော့ဒါဒီဖုန်းတစ်လုံးမှာပါတယ်တုံးထားတယ်ပစ္စည်းတွေကိုပြောတာအဲ့တော့ Indian ကဲဆရာသွားသတိရ Indian ဆိုတာပြောလိုက်တဲ့အချိန်မှာဆရာသွားပြီးတော့ သွားတည်ရအဲ့တော့အိန္ဒိယကဒီတက်တူကပြော့လို့သွားနေဖဲ့လို့ရဒီမှာ scientist ကနေသွားနေဖဲ့ပြနောက်တစ်ခုအန်ဘုတ်ကောင်းတာဒီတက်တူကိုတစ်ခုခုနဲ့ဖိပုတ်လိုက်လို့ရှိရင်ရေပျော်သွားတယ်အဲ့ဒီအရေကို circuit လုပ်လို့ရတယ်အဲ့တော့အဲ့ဒီလိုမျိုးဒီတက်တူရှိနေပြီဒါပေမဲ့သူ့မှာလာနောက်တဲ့စွိုင်းတစ်မျိုးရှိနေတယ်အဲ့ဒီအိန္ဒိယကိုတင်းတဲ့အောက်ဆီဂျင်နဲ့ပေါင်းလိုက်လို့ရှိရင် Indian tent outside ရပြီးတော့ခုနဆရာတို့တုံးနေတဲ့ test screen ဆိုတာဖြစ်လာတာ test screen ဆိုတာအဲ့ဒီ Indian tent outside ပဲအခုဒီမှာပြောနေတဲ့ကောင် Indian tent outside ပဲဒီဆောင်မဆရာကြီးတာကြားလာပြီနော်အဲ့တော့အဲ့တော့ Apple ကအဲ့ Indian ကိုတုံးတတ်တဲ့အတွက်ကြောင့်ခုနပြောတဲ့ပထမဆုံး iPhone မှာ test screen ကိုသူတုံးနိုင်သွားတာအဲ့လောက်အလွှာပွားပွားလေးရတယ် ဆရာတို့ input device အနေနဲ့တုံးလို့ရလာနောက်2070မှာအော်ဒါရီယာဆရာဘာဖြစ်အဲ့ဒီကောင်မပေါ်ခင်တော့ဘာနဲ့လောက်ရလဲဆို stylus လို့ခေါ်တဲ့ပေါ်နေလိုကောင်မျိုးဟာနဲ့ရေးရတာအဲ့တော့အဲ့အဲ့ကောင်တွေဖေးဖြစ်ခဲ့တယ်နော်ဒါပါတော့အဲကိုတော့ PDA ဆိုတဲ့ကောင်တွေလည်းပေါ်ခဲ့ဘူးတယ်ဒါပေမဲ့ iPhone နဲ့ကြမှာဆရာတို့အပြီးပြီးသွားတာပဲအဲ့တော့ခုနကအိန္ဒိယကိုဆရာတို့ကစေးတုပ်ပြီးတော့ circuit ဆွဲလို့ရနော်ဒါသူ experiment ကြီးစမ်းပြတာအဲ့ YouTube မှာ DVC ကရိုက်ထားတဲ့ဒါ video ပဲအိန္ဒိယဆိုတဲ့ကောင်အဲ့တော့အိန္ဒိယကိုနော်ဘာကြောင့်လဲဆိုတာတေချာကြည့်နော်အိန္ဒိယကိုဈေးနဲ့ပေါင်းထားလို့ပြဿနာဖြစ်နေတယ် rare ကလည်းအဲ့လိုပဲအဲ့ကောင်တွေကိုလိုချင်ဘာလို့ ਆ လဲဆိုတော့ မစစ်အပြေးနေတယ်မှာအဲ့ကြောက်တွေကိုဖြော်လိုက်ရအဲ့တော့တကယ်သာအနာဖြစ်သလိုဖြစ်သလိုလုံးလိုက်လို့ရှင်အဲ့ဒီ acid နဲ့ဖြော်ထားတဲ့ငြေကြီးပေါ့နော်အဲ့ငြေကြီးတွေကအဲ့ဒီ data ကြီးကိုဖျက်ဆီးလိုက်ဤ ecosystem ကြီးကိုဖျက်ဆီးလိုက်သူ့ရဲ့တဘာဝကိုဖျက်ဆီးလိုက်ကြောက်စရာအရန်ကောင်းအဲ့တော့အဲ့ဒီ acid ပျော်ရည်တွေကနေပြီးအိန္ဒိယအမှုန်ငွားပဲရအဲ့တော့ဘလောက်တောင်မှ ကျင်းကျင်းနဲ့နဲ့ထုတ်နေလဲဆိုတာစဉ်းစားကြည့်တော့အဲ့တော့ smartphone တစ်လုံးမှာတဲ့ Indian 0.02 gram ပဲသုံးတာဒါပေမဲ့ billion နဲ့ချီပြီးထုတ်နေတော့ Indian သုံးစွဲမှုဟာတန်ခွန်900လောက်ရှိရေးရလေးအဲ့တော့အခုတွေ့ရှိတာတဲ့ Indian ကတန်ပေါင်း16000လောက်ပဲရှိနေတယ်တန်ပေါင်း16000ဆိုမြေကြီးထဲမှာရှိသမျှအကုန်လုံးကိုပြောတာနော် ကဘာပေါ်မှာရှိတယ်မြန်မြေကြီးထဲမှာရှိတယ်မအကုန်လုံးကတန်ပေါင်း16000ပဲရှိတယ်။တနေ့တနေ့ကိုတန်ပေါင်း900လောက်သုံးတယ်ဆိုတော့ဆယ်နှစ်အတွင်းမှာအကုန်ကုန်သွားမယ်။အဲ့တော့အဲ့ပြဿနာတွေကအများကြီးရှိတယ်။အဲ့တော့ဒါဒီဆရာတို့စမတ်ဖုန်းမရှိဘဲနဲ့မနေတတ်ဘူး။စမတ်ဖုန်းအပြင်ဒီတဲ့ပူဆိုးတဲ့ device တွေကိုထွင်မှုစူးစမ်းနေတယ်။အဲ့အဲ့ဒါကြောင့်မလို့ဒီပြဿနာရှိတယ်။